1 minute 1 sentence program တွေပြုဆိုပါရဲကျွန်တော်ကဝင်သားလာဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေကြီးနောက်ကိုဇွဲဇွဲနေရောင်ကြီးနဲ့အဲကျွန်တော်တို့ဒီတနေ့ကတော့ကျွန်တော်တို့အပြောင်းလဲကျွန်တော်တို့လုပ်ထားတာဖြစ်တယ်အာဒီခါမှာတော့အဲကျွန်တော်ကကျွန်တော်မိတ်ဆွေကြီးကိုဇွဲနောက်ဇွဲနေရောင်ကြီးဟုတ်ကဲ့ဟုတ်ကဲ့ညာဟုတ်အဲဒီ sub ဟိုဘောသူချိုက်ခဲ့တဲ့ဝိတုတွေအကြောင်းပြောမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့နှစ်ဦးစလုံးပေါ့နော်ကျွန်တော်တို့ရဲ့ sub ဖြတ်တန်းမှုအဲ့ဒီ မအဲ့ဒီကမှအဲကျွန်တော်တို့ဒီလိုပေါ်မာကတ်ဇင်းတွေပေါ်ဂျာနယ်တွေပေါ်စတင်ဖြတ်တန်းတဲ့အချိန်ကမှကျွန်တော်တို့ရဲ့အဲဒီပေါ်ဘယ်လိုပေါ်မလဲအမြင့်မောင်မတည့်တဲ့စာတွေကိုပေါ်တော့ဆက်ရှိတိကျန်သွားတဲ့အဲအက်ဒီတာတွေကနေပြီးတော့တိဖြတ်ပေးပြီးမှကျွန်တော်တို့ကိုအဲဘယ်လိုအဲကျွန်တော်တို့ဆောင်ပြေသူသုံးခဲ့တယ်ပေါ့ဆိုတော့ဒီ editor တွေဒီ share တွေရဲ့ဂျေဇူးကိုကျွန်တော်တို့ပြောပြခြင်းနဲ့ဆိုတော့ ကဲကိုဆွဲရီဟုတ်ကဲ့ပါကျွန်တော်ပြန်ဆုံးပြီဟုတ်ကဲ့ပါอืมအရင်ဆုံးကကျွန်တော်ပုံမှန်မင်းနေတာအတိုင်းပဲကိုဆွဲရဲ့ဒီဆော်ဖ်တော့ကလည်းစောင့်ဝင်ဖြစ်ဖြစ်သမဖြစ်ခဲ့ပုံဘာလို့အဲ့မှာပထမဆုံးစတွေ့ကြချာမဲ့လာမဂဇင်းမှာအဲ့ဒီကိုဇွဲကိုလက်ကမ်းကျူဆူတဲ့ဒီ editor ဆရာလေးကြောင့်လည်းပြောပြပါအောင်ဟုတ်ကဲ့ပါခုံဆရာဟုတ်ငငယ်ကတော့အရင်ပတ်ဝမ်းပတ်ထရီမှာလည်းပြောခဲ့ရပေါ့နော်ဒီဆာမူတွေကို ပြိုင်ပွဲလေးတွေဝင်ခဲ့တယ်ဂျာနယ်မျိုးစုံပေါ့နော်ကလေးဂျာနယ်များများစုပါတကယ်တော့အက်ဒီတာအားလုံးကကျွန်တော်ရဲ့အက်ဒီတာဆရာတွေပဲဖြစ်နေကြတာပေါ့နော်ကလေးတွေနဲ့ပတ်သက်တဲ့စာမစာမူလေးကိုတိုင်ပွဲလေးလုပ်ပေးပြီးတော့မှဒါကလေးတငယ်စာမူစိတ်ဝင်စားလာအောင်ပေါ့နော်တော်ပီကယ်ဆရာတွေအများကြီးကမှမှတ်ရစင်တော့ garden ဆရာထေဝင်းစောပေါ့နော်ဆရာဆွေမီတနုပြူရဲ့ channel တွေကလေး channel များစုပေါ့နော်နောက်ခက်ကကြတော့မှ Tony 2005 2006လောက်မှာကြတော့မှတောက်ကြ magazine နဲ့ရှိစရာ magazine ဆိုပြီးတော့မှအဲဒီတာတွေစပြီးတော့ထဲထဲဝင်ပြီး ပြခဲ့ရတယ်ပေါ့နော်ဆရာတောက်ကြမယ်ဆရာဆိုရင်တော့ဆရာဒီနူဗျူအဲဆရာဒီနူဗျူဆွေမင်းမပြောရမှာပေါ့နော်အဲတုတ်ပြီးရဲ့ကလောင်ရှင်ပေါ့နော်သူကနေပြီးတော့မှဂျာနယ်မှာအဲမွဲလုတ်ပေးတယ်အဲ့မှာဝင်ပြန်ခဲ့ရတယ်ပေါ့နော်နောက်ပြန်တောက်ကြမယ်ကစင်းအဓိကဟုတ်တခုသိချင်တာပေါ့ဒီကိုဇွဲအဲ့ဒီမှာစောင်းမှုတွေတော့ပေးတဲ့အခါမှာရောဒီဒီဆရာရင်းနဲ့ရောဂျုံခဲ့အဲ့အဲ့အဲ့ဒါလေးပြောပြပါဦးဆရာရင်းနဲ့ဆရာရင်းရဲ့တွေးတွေးမှုနဲ့ ဟုတ်ကဲ့ပါလို့ပုံနဲ့ဟုတ်ကဲ့စကားပြောခဲ့အမှတ်တရပြီပေါ့ဟုတ်ကဲ့ပါအဲ့ပထမဆုံးဆောင်ပုံပို့တဲ့အချိန်မှာတောက်ကြမဂ္ဂဇင်းတိုက်ပေါ့နော်အဲ့တော့ဆောင်ပွဲအချိန်မှာဟိုတက္ကသိုလ်ကျောင်းသားဘဝလေးကိုပထမနေ့တက္ကသိုလ်ကျောင်းသားဘဝဆိုတော့ဆောင်ပုံသွားဖို့တယ်အဲ့ဒီမှာအဒီတာဘသူရဲ့တော့မသိဘူး Facebook ခဲ့လည်းမဟုတ်ခဲ့တော့ပေါ့နော်အဲ့ဆောင်ပုံကိုဖတ်လို့သာမှအဒီတာဟာဟို ခုနပြောသူပေါ့နော်ဆရာအကြခွေးတို့ရှိမှန်ဆရာဆွေမင်းတို့ဘီတို့ရှိမှန်ပေါ့နော်ဆရာဝေသားတို့ရှိမှန်သိတယ်ဒါပေမဲ့အဲ့ဒီအိဒါစပဲပုံမှာထိုင်နေတာဘဲဆရာတွေကဘယ်သူမှမသိပဲနေပေါ့နော်နောက်ဆုံးပြီးခဲ့တာဆိုဆရာအခုတော့ကွယ်လွန်သွားတယ်ပေါ့နော်ဆရာကြီးကိုလက်ထောက်အိဒါပေါ့ဆရာကိုရာစာနိုင်ဝင်းလို့ခေါ်တဲ့ဆရာဖြစ်နေတာပေါ့နော်အဲအဲ့လိုမျိုးတွေ့ဆုံခွင်းနေတယ်ကိုကိုယ်တိုင်လည်းမတွေ့ရခဲ့တဲ့ခါကြတော့ဒီကွန်ဆာမလေးကိုအဲ့ဒီအိဒါစပဲပုံမှာတင်ပြီးတော့ဆောင်ပို့ခဲ့ပါတယ်ခမရဆိုပြီးတော့ပဲပြန်ဆင်းခဲ့ရပါတယ်ဟုတ်ကဲ့ဟုတ်ပါတော့ ကျွန်တော်အတွေ့အကြုံပြောရမယ်ဆိုရင်တော့အဲကျွန်တော်ကစာဟိုဟုတ်ကောကြောင့်လို့ပေါ့မယ်ရေးရနောက်ကြတယ်နိဟုတ်ကောကြောင့်စာဖတ်တဲ့အချိန်ကအရင်မနောက်ကြခဲ့ဘူးဆိုရင်လည်းဒါစာရေးတဲ့အချိန်ကနောက်ကြတယ်လို့ပြောလို့ရတာလို့ဟုတ်ကောကြောင့်ဆိုတော့ဒီစာပေလောကတွေကိုစဝင်တယ်လို့လည်းပြောရမှာလားတော့မသိဘူးကျွန်တော်မြန်မာ အာကသာကျွန်တော်တို့ဒီစာပေမျိုးသားကိုကသာစာပေထဲမှာထည့်ထားမယ်ဆိုရင်ပေါ့ဟုတ်ကဲ့ပါနော်ဒါကျွန်တော်ကလည်းပညာရှင်အားလည်းမဟုတ်တော့ဒီလိုမျိုးမပြောချင်းဟုတ်ကဲ့ပါခင်ဗျာတခုရောက်ရှိတာပါကျွန်တော်ရဲ့အဲ့ဒီအဲ့ဒီအချိန်က20ကျော်အတက်ရွယ်နဲ့အတက်ရွယ်တုန်းကစိတ်ကလေးတွေကတမျိုးဖြစ်ခဲ့ဆိုတော့ကျွန်တော်တက်20နဲ့၄နှစ်ရွယ်မှာဒီကျွန်တော်ကဒီ တော်တော်လည်းထပ်ပလောက်မှာရှိတာပေါ့လေဟုတ်ကဲ့ပါဒီ was supposed to နော်ဒီ football do football do ရောဟုတ်ကဲ့ပါဒီ football တို့ဟုတ်ကဲ့အဲ့ဒီ၃ဆောင်ပေါ့လေဟုတ်ကဲ့ပါတပတ်ကိုကျွန်တော်တို့ကတော့အာဂါသာဆောင်းပါတော့သုံးပုတ်ရေးရတယ်ဟုတ်ကဲ့ပါဒါပေမဲ့လည်းတခုရှိတာသုံးပုတ်မဖြစ်မနေကြကျွန်တော်တို့ကဟိုတိုက်ပိုင်ဆိုင်ရေးတရားခေါ်တာပေါ့သုံးပုတ်ရေးတယ်ဆိုပေမဲ့လည်းသုံးပုတ်အလုံးပါဖို့ကမဖြစ်နိုင်ဘူးဟုတ်ကဲ့ဒါပေမဲ့တောင်းအနေနဲ့တော့မဖြစ်နေကျွန်တော်ရေးပြရတာဟုတ်ကဲ့ပါကျွန်တော်မှတ်မှတ်ရရ ပေါ်ပေါ်တူအဲဒီတာဆိုရင်တော့ကိုစောထွက်နိုင်ပေါ့။ဇာစောထွက်နိုင်ကသူကိုယ်တိုင်လည်းရသစာပေသမားဗျာ။ကိုစောတည်းရဲ့တိုင်လည်းသူလည်းကဗျာစောင်းတွေထွက်ခဲ့တာလည်းနော်။ဟုတ်ကဲ့။ဆရာခင်မောင်တွေ့ပြင်းမနာသားဆိုတော့ဒီလိုစပင်ရှိတဲ့အတော်စိတ်ရင်းကောင်းတဲ့ဆရာပါပဲ။မှန်သားပြောရင်ကျွန်တော်ကဘောလုံးကကျွန်တော်လည်းဒီအရေးစကားပြေလို့ပြောစကားပြေလို့သိရမို့ဟုတ်တယ်ဗျာနော်ဗျာ။ရှောက်ရေးတာ။ကိုနားလည်းသလိုရှောက်ရေးတော့ तू ကယူတာစုံပြီးလိုက်။ဟိုကျွန်တော်မြေကြောင်ပျောက်ပေးတယ်လို့တော့ပြောရမလား။ဟုတ်ကဲ့ပါ။ ော်တော်ကျွန်တော်ရဲ့ဒီအပြောစကားပြေးနဲ့ရေးစကားပြေးရောနေတာယူသူကရေးစကားပြေးဒီပြင်ပေးကြပါဗျာဟုတ်ကဲ့ကိုယ်တိုင်ကြီးကြက်တာဆိုတော့ဟုတ်ကဲ့ဆိုတော့အဲပြောချင်တာကတော့ဘုရားရဒါအာဂါသာဆောင်းပါးတွေကိုကျွန်တော်တို့ယတ္တစာပေထဲမှာထည့်မယ်ဆိုရင်တော့ကျွန်တော်ကဒါ2004 2004မှာလေကွာ24နှစ်အရွယ်မှာစာငယ်လေးတွေရှိနေတာပေါ့ဟုတ်ကဲ့ကျွန်တော်ရဲ့ဉာဏ်ဒီအာဂါသာဆောင်းပါးတွေကိုယတ္တစာပေထဲမထည့်ဘူးဆိုရင်တော့တကယ်ကျွန်တော်ကြပြာစာရေးဖြစ်ဟုတ်ကဲ့ပါဘူး ဒီပေါ့ကျွန်တော်ဒီ family entertainment ဆိုတဲ့ဒီရုပ်ရှင်ဘာသာပြန်ပေါ့နော်ဟုတ်ကဲ့အင်္ဂလိပ်ရုပ်ရှင်ဇာတ်ကားတွေ American ပေါ့ထားပါတော့ American ပဲဖြစ်ဖြစ်အင်္ဂလိပ်ပဲဖြစ်ဖြစ်ဒီအင်္ဂလိပ်ရုပ်ရှင်ဇာတ်ကားတွေကိုမြန်မာဘာသာပြန်ဆိုရဲဒီရုပ်ရှင် company မှာကျွန်တော်ဘာသာပြန်လုပ်နေတဲ့အချိန်မှာဆိုတော့ဒီ hello channel မှာဟုတ်ကဲ့ပါစာမှုပေါ့ ပထမဆုံးရေးတက်တာပေါ့ဒါ2010ဆိုတော့ဟုတ်ကဲ့ပါတက်ရွာပြင်းဆိုတော့တော့ကြီးနေပါ့မလား30ကျောင်းဖြစ်နေတာဒါဆိုတော့ပိုကောင်းတာပေါ့နော်ခန်းသားချက်တွေပြည့်စုံတယ်ရွယ်လို့ပဲဟိုပြောရမှာပေါ့ဟုတ်ကဲ့အဲ့လိုဆိုတော့ဟိုပြပြောပါအောင်ဟဲ့ကိုဇွဲရလဲဟဲ့လို့ ਨੇ အများကြီးအထီးတွေ့ရှိတာပဲဟုတ်ကဲ့ပါအဲ့လိုဂျာနယ်ပေါ့လေဟုတ်ကဲ့ပါဒီမှာကျတော့လေအဆက်ဆက်နေတဲ့ကိုဆက်ဆက်လို့ပြောရမယ်ဆိုလို့ရှိရင်ကိုကတော့ဟိုစဖတ်တယ်ဆိုတော့ဒါကတော့ဟို ရှားခဲ့ပြီပေါ့နော်အဲကိုရက်ွက်ထဲမှာမဂ္ဂဇင်းတိုင်းအဲမဂ္ဂဇင်းငါးဆိုင်လေးတွေကနေပြီးတော့မဆောင်လေးစငါတယ်အဲ့မှာမဂ္ဂဇင်းမျိုးစုံပေါ့နော်ပန်းဝေဒီခေတ်ကိုလည်းမိခဲ့တာပေါ့နော်ပန်းဝေဒီခေတ်ကစပြီးမိခဲ့တယ် မပန်းတို့တစ်သေးဆိုပြီးတော့ဆာမူကလောင်ရှင်တစ်တွေပေါ်ကြတယ်ဟုတ်ကဲ့ပါအကုန်မိခဲ့တယ်ပေါ့နော်ကလျာမဂဇင်းဟိုအပြိုမဂဇင်းမဂဇင်းစသဖြင့်မဂဇင်းမျိုးစုံမိခဲ့တယ်ဟုတ်ကဲ့အဲ့ဒါအမေနဲ့အတူတူလည်းဖတ်ကြတယ်ကိုယ်လက်ထက်မှာတော့ကိုကဗာလေးကြိုက်လာလဲဆိုတော့အဲ့လိုပေါ့နော်ဟိုမှုကင်းပိုင်းဆိုင်ရာတွေလည်းဆက်မြင်သွားတဲ့ခါကျတော့မှုကင်းမျိုးစုံရေးတယ်တကယ်ဖြစ်ရင်မှုကင်းလိုမျိုးပေါ့နော်နိုင်ရင်ဆိုင်ဆီယန်နီကထုတ်တဲ့စုံတောင်းမဂဇင်းတို့လည်းဖတ်ခဲ့တယ်နောက်ရွှေမြူတဲ့မဂဇင်းဆိုတဲ့ဒီရတ္တ ဘဝရတအဆုံးပေါ့အဆုံးဖတ်ချလိုက်တာဟုတ်ကဲ့ပါဖြတ်နေလိုက်တော့မင်းဒီကိုယ်စဲစာတက်တဲ့တွေ့ကြုံကတော့ဟာတော့အတော်ဆုံးနေလေဟုတ်ကဲ့ပါဆိုတော့ကဲဒါဆိုရင်ကပထမဦးဆုံးကဲပါခဲ့ပြီးသွားပြီဆိုတော့ခဏနော်ကိုယ်စဲ project ဆရာလေးပေါ့လေဒုတိယမြောက်လိုပဲကဲဆိုပါစို့ဟုတ်ကဲ့ဒါမကက်စင်းလားဂျာနေလား အဲ့လိုတဆင်ချင်းပေါ့အဲ့ဒါနည်းနည်းလေးပြောပြအောင်ဟုတ်ကဲ့ပါဂျာနေကနေမဂ္ဂဇင်းကိုရောက်လာခဲ့ပြီပေါ့နော်ဟုတ်ကဲ့ပါဒါတွေတော့ပေါအောင်ဆရာအေဒီတာတွေရောဆရာဆိုရှင်တော့ပြန်ပြီးအမှန်ရမိတယ်ပေါ့နော်စကားဆက်လို့တော့မှအခုကျွန်တော်တို့နှစ်ယောက်ရဲ့ဒီစာပေဟောပြောပွဲလေးလုပ်တယ်ပေါ့ကိုအချင်းချင်းတကယ်ချင်းတောက်ရှိုးလေးလုပ်တယ်ပေါ့နော်ဒါလေးကိုတင်ဆက်တဲ့အခါမှာဟိုမထင်မှတ်ဖဲနဲ့ အားပေးတဲ့မိတ်ဆွေအများကြီးပေါ်လာတော့လဲဝမ်းသာမိရပါတော့။ဆာပြေဝမ်းသာစီနေတကယ်ကိုရှိနေသေးတာပေါ့နော်။ကိုယ့်မျက်စိထဲမှာဝမ်းသာစရာကိုယ့်စိတ်ထဲမှာထင်တာကိုယ့်ရဲ့နေဆိုင်ဟာစာဖက်တဲ့မဂ္ဂဇင်းတိုင်းဝိုင်းကတကယ်ချင်းနေတာကြည့်ရှုလိုက်မယ်လို့ထင်ခဲ့မိပဲမယ်။အခုဆိုရင်သူတို့စာစကားလာပြောကြရပေါ့နော်။ဘာလေးဆိုရင်ကောင်းတယ်။ဘာလေးလိုတိုးပူလျှော်လေးတွေအကြံပေးသေးတဲ့စာပြေဝမ်းသာရှင်တွေဟာအများကြီးရှိနေပါလား။အဲနုပညာတကယ်နဲ့နိုးပေမယ့်အကြောင်းမျိုးမျိုးကြောင့်သာကင်းကွာနေပါလားဆိုတာသိလိုက်ရပါပဲ။ဟုတ်ကဲ့။အဲ့ထက်မှဒါအဲ့တော့ဂျေပြောဟဲ့ဆိုရင်နော်တောက်ကြမဂ္ဂဇင်းနဲ့ ကြည်ကြမယ်ကစင်ရတော့ကိုဘုံရဲ့ရှေ့ဆုံးကနော်အဆရာများရဲ့ဒါမမကြီးရရှိစရာလေးဖြစ်မှာဆိုမဂ္ဂဇင်းနာမည်လည်းရှိစရာဘဝမှာလည်းရှိစရာဖြစ်ခဲ့ရတယ်။ဘာကုန်ရတဲ့ငယ်ချင်းအိဒါဆရာလေးအိဒါဆရာကမှအဲ့ရည်စရာမဂ္ဂဇင်းမှာအိဒါဆရာမှာနှစ်ယောက်ရှိခဲ့တယ်ပေါ့နော်။တောင်ငယ်အိဒါရဲ့အိဒါကျုပ်ပဲပဲဆိုပါဆိုအိဒါကျုပ်ကချစ်မွေးဆိုလို့ရှိရင်တောင်ငယ်အိဒါ yes တိုင်းနဲ့ကျွန်တော်ရလည်းသိရတိုင်းပဲအဲ့လိုအိုးနင်းခွန်းနင်းသမားဆိုတာစာမှုတွေတစ်ခါကြီးရေးတိုက်တရားနေပြီးတော့ပြင်မာကားလာမသိအဲ့ဒါဒါစီ အဲ့ဒီ30လမ်းထပ်ဘလောက်ကအိစာဘလောက်စာပထမတက်ကိုသွားပြီးတော့မှအဲ့ဒီအဲ့ဒီဒါဆရာကိုတွေ့ရတဲ့ခါကြတော့ဗောနော်ကျွန်တော်ရေးသားမဂ္ဂဇင်းရဲ့အဲပြိဿဘာပေါ်လေဒါတော့အိဒါကိုမှထိုင်နေပြီဆိုတော့အိဒါဆရာမတော့တိသွားပြီဗောနော် ကျွန်တော်ကတော့ဒီအဲ့ဒါဆရာနှစ်ယောက်လုံးတွေ့ပြရစီဆိုပြီးတော့ဆရာချင်းမွေးကိုလည်းတွေ့ပြရစီဆရာရဲဆိုင်ကိုလည်းတွေ့ပြရစီဆိုတော့အဲ့ဒါဆရာအားကျွန်တော်ကိုစိတ်သိမ့်ကြည့်ပြီးတော့အဲ့လိုပေါ့လေဒီကလည်းဖေဖေချွေးတန်တွေဆွဲဆွဲနဲ့ကာတူးစီလာတဲ့မရွာသားစတိုင်ပေါ့နော်ကွန်ရှာအဲ့ဒါဆိုတော့ဒီကရွာသားဟုတ်ကဲ့ပါရှားမရွာမနေပြီးတော့ချန်တယ်ပဲဟိုကဒေါသကြီးပြိုးချန်ဆိုပြီးတော့အပြေးဆိုင်ခဲ့တာဆိုတော့အဲ့မအဲ့ဒါဆရာပြောလိုက်တာပေါ့နော်ဆရာရဲ့ကျွန်တော်တွေ့ချင်ပါလေတိုက်ကြီးကနေတစ်ခါသေးလာမလို့ဆရာရဲဆိုင်လည်းတွေ့နေဆရာချင်းမွေးကိုလည်းတွေ့နေဆိုတော့ ဒိနာကွန်ပျူတာစာစီနေတဲ့အဲ့ညမတွေကလည်းရှည်ကြတယ်ရုံထဲမှာရှိတဲ့သူတွေကလည်းအယုံခံနေရသူတွေကရှည်မောကြတော့ငါဘာများမှားသားပါလိမ့်ပေါ့နော်ငါပြောတာငါတွေ့ချင်တဲ့အိတ်တန်ဆန်နှောက်ကိုငါပြောတာပေါ့ရည်ပြများပါလားငါပဲဟိုနည်းနည်းဘယ်လိုပုံမချတတ်မချဖြစ်နေလားမသိဘူးဆိုတော့နောက်တော့မှဆရာပြောမျိုးနေမောအမောပြေပောင်းထိုင်မအောင်ထိုက်ကြီးဆွဲနေရတကယ်တော့ချင်မွေးဟာလည်းငါပါပဲရဲဆိုင်ဆိုလည်းငါပါပဲဆိုပြီးတော့မှအိတ်တန်ဆန်ကနေပြီးတော့မှနော်ဟိုကျိုးစိုးလက်ကမ်းခဲ့တယ်ပေါ့နော်နေရာထိုင်ခင်းပေးခဲ့တယ် မှားလာပြင်ဆင်ရရှိရပြင်မိခဲ့တယ်ဗောဟုတ်ကဲ့ပါဘူးဆိုရဲဆိုလို့အဲကျွန်တော်ဒီ hello channel မှာဟုတ်ကဲ့ပါဘူးစာရေးဖြစ်တာဗောလေဟုတ်ကဲ့ကျွန်တော်အဲကျွန်တော်တို့ကလည်းဟိုစာရေးကနောက်ကျရယ်ဆိုပေမဲ့လည်းကျွန်တော်တင်တယ်လေ ဟိုစာတော့အထက်ရောက်တော့ကျွန်တော်တို့ဖတ်ခဲ့တယ်လို့ဟုတ်ကဲ့ပါဟုတ်တော့ပေါ့ဟိုကြွားပြီးတော့ကျွန်တော်တို့စာအုပ်ဘဏ္ဍာအောင်ဖတ်ထားပြီးဒီလိုမျိုးကြီးမဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ထိုင်ရောက်တော့ဖတ်ထားတယ်လို့တော့ဒီလိုမျိုးတော့ကျွန်တော်ပြောလို့ရမယ်ဟုတ်တော့ပါခင်ဗျာစာယူပေးလို့တော့အကျန်းင်းတော့ပြောလို့ရမယ်ဟုတ်ကဲ့ပါဟိုချစ်မောင်တို့ပြောလို့လည်းဘာမှနိုင်နေဟုတ်ကဲ့ပါဟုတ်ကဲ့ပါတော့တော်တော်ညာလဲကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ beta ချက်အရတော့ဖတ်တဲ့အချိန်မှာပါလို့တော့ပြောလို့ရတာဟုတ်တော့ပါဘာလို့လဲဆိုတော့အတက်ဒီ16နှစ်သားရွယ်လောက်မှာ ဟလာမျိုးရဲသွားပြီဆိုရင်ကျွန်တော်တို့ကအများကြီးစောက်တောက်တော့ပါနေတာဟုတ်ကဲ့ပါနော်အဲ့လိုတော့ပြောလို့ရတယ်လေဆိုတော့အဲ hello channel ကိုပို့တဲ့အခါမှာလည်းဒါဟိုတစ်ခေါက်တော့လည်းကျွန်တော်ပါတယ်လေဒါကျွန်တော်ပြောဖြစ်တဲ့ခဲ့မှာဒီ training တုံးဖို့ညပညာအားကောင်းသူကြီးဆိုတာဟုတ်ကဲ့ပါဖတ်ခဲ့ရပါတယ်ကိုကျွန်တော်ဖတ်ခဲ့ရတယ်အဆောင်မဖတ်ခဲ့ရဘူးဟုတ်ကဲ့ training ကွယ်လွန်ခြင်း6နှစ်ပြည့်ပေါ့ဟုတ်ကဲ့2004မှာဆုံးတော့သူက2010ဆိုတော့6နှစ်ပြည့်ပေါ့ဟုတ်ကဲ့ဆိုတော့အဲအဲ့လိုမျိုးပေါ့အဲ့ဒါလည်းမှတ်မှတ်ရရကျွန်တော်ကလည်းဒီ trending ရဲ့အိမ်မှာပဲအာဘောမနက်ဖြန်လို့သူရဲ့ချောင်းနေပြေးပွဲလုပ်နေဆိုတော့ကျွန်တော်တကယ်အဲနော်ကြိုပြီးတော့တန်ရှင်းနေပါရေကျွန်တော်ကျွန်တော်ရဲ့အထက်လူကြီးတော့ကျွန်တော်တို့ဘာသာပြန်ဆရာကအာဆိုတော့အဲ့ဒီမှာအဲ့သူရဲ့ချောင်းနေမြောက်ပွဲမှာပဲနောက်ဆုံးပေါ်လေဧည့်သည်ကြီးပုံသွားရခြင်းမှာပဲဒီအိမ်အခန်းထဲမှာပဲကျွန်တော်က เนาะသူ့ရဲ့ပွင့်လင်းပြောရင်တော့ဗျာဒီထွေးလင်းရဲ့အငွေးသက်တွေဝင်းရံနေတဲ့နေရာမှာနေရာမျိုးကြီးလိုက်တဲ့အခါမှာထွေးလင်းပုံနေပုံနေပုံနေဆိုတော့အဲ့မှာကျွန်တော်လည်းဉာဏ်ဝင်စားပြီးတော့ချက်ချင်းကောက်ပြီးဆက်လိုက်တာပေါ့မန္တန်ပြောရင်တော့ကောင်းတယ်လို့လည်းကျွန်တော်မဆိုလိုချင်ပါဘူးဟုတ်ကဲ့ပါဘုရားချင်းကိုချင်းတို့ဖြစ်နေမှာဒါပေမဲ့လည်းကျွန်တော်ပြောချင်တာချက်ချင်းဟိုဖြစ်သွားရဲဆိုတော့နောက်တစ်နေ့ကျွန်တော်ရုံတက်တဲ့အခါမှာသမင်းစားချိန်ကြီးမှာနော်အဲဒီထွေးလင်းရဲ့အငယ်ဆုံးကြီးပေါ့ကျွန်တော်ရဲ့ဆရာပေါ့နော်ကျွန်တော်တို့ပါတာကြီးပေါ့ အာဖရိကလည်းမပြောတော့ဘူးလေအဲကျွန်တော်ဒီမှာစာမှုတော့ပြမလို့ဆိုတော့သူလည်းသိရလေဟုတ်ကဲ့ကျွန်တော်အဲဟိုသူတို့အိမ်ပါပဲအေကန်းနဲ့ပါပဲကျွန်တော်ဒီကြပြလေးရေးဖြစ်ထားတော့သူသူ့လည်းကျွန်တော်ကြားဖြစ်တော့ဟုတ်ကဲ့အဲ့ဒါလည်းဒါဆရာမမိုးမိုးစောဝင်နော်ဟုတ်ကဲ့ဆရာမင်းဝင်ကြီးဆိုတော့အဲဒီစာမှုပါလာတယ်ပေါ့ကျွန်တော်အားတက်သွားတာပေါ့ဟုတ်ကဲ့ဆိုတော့နောက်ပိုင်းကျွန်တော်သွားဖို့ဖြစ်တယ်အဲဒါကျွန်တော်သွားဖို့ပြီးကျွန်တော်လစ်သေးလာတာဟုတ်ကဲ့ပါ ရှာမင်းဝင်ရင်ဟာအဲ့လူခင်ဗျားတဲ့အဲ့လူရခင်ဗျားစာမပို့ပြီးဒီလိုရစ်မပြေနေပြရတယ်ခင်ဗျားလည်းကဲကျွန်တော်တို့စကားပြောကြတယ်ကောင်းတယ်ကျွန်တော်တို့နောက်တစ်ချိန်ထပ်ဆုံးမယ်နော်ကိုယ်ကဟုတ်ကဲ့ပါကြောချင်နေတယ်ဟုတ်ကဲ့